ရှင်မောအပိုင်း22စခိုင်းတွင်ရေခဲတုပ်ထုတ်ရခဲ့သည်များထီဆိုင်ထိုင်ခဲ့ရသည်များကိုရှင်မောပြန်မြင်ရောင်ဖြစ်သည်ဖြာပုံနှင့်စခိုင်းကိုကူးကြည်တန်းကြည်လုံနေရသည် အမေကိုမြင်ရောင်နေသည်တိလာရှင်ချောင်းများတွင် အမေပါလာသည့်ငပိငချောင်းများတွားရောက်ရသည်တို့ကို အနည်းပြခွဲဖြင့်မြင်နေမိသည်အဖေအသက်ရွယ်ရာနှင့်ပင်စင်ယူဖို့ ဆယ်စုနှစ်ပင်မကြံချင်တော့ယခုအချိန်ထိကိုပိုင်မြေခွက်ကိုပိုင်အိမ်မရှိသေးကြီးကြီးမားမားနေထိုင်မကောင်းဖြစ်ခဲ့လျင်ပင်စေကုတစီလက်ထဲတွင်အပူအရှံရှိမနေအမကြီးနေရာလိုရောက်နေသည့်ရှင်မိုးအတွေ့တို့ဖြင့်ရှင်မောလာသည်ထိုအခါအဖေအားမကျင့်သက်စိတ်တို့ကကြီးဆိုးလာရသည်ထို့သောဖြင့်မန်လေးတိုင်းတွင်ရှိစခန်းများတွင် စီကျွေးကြံကင်းရှင်းအမှုကင်းရှင်းသည်ဟုနမ်မီကောင်းရနေသည့်အချိန်တွင်အမေတွင်အကျွေးတို့ဝိုင်းလို့နေပြီရှင်မိုးတွင်လည်းဝန်တန်းလာစားတစ်ခုသာဝင်ဝင်ရှိတော်သည်အကိုကြီးတို့မိသားစုပါမလာသည့်အတွေ့ကုန်ကြစေတော့တတ်တာနေပါသည်ဒါရောင်မအမေသည်လူကြုံမများဖြင့်သူသားကြီးစီတို့စားပောက်ကုန်များလှမ်းပို့ပေးတတ်သည်အဖေခွင့်ရေးကို မပြောတာတော့လေရင်မိုးတို့တိုင်ုံမှဝန်ထမ်းများကလစဉ်ထောက်ပံ့ကြေးရနေသဖြင့်တော်သေးသည်ဟုဆိုရမည်စီးဝန်ထမ်းများလစာသည်950ကျပ်ရသည့်အချိန်တွင် ထောက်ပံ့ကြေးသည်2000ရနေသည်ဝန်ထမ်းတသာဆိုသည့်ခေါင်းစဉ်ဖြင့်ပေးခြင်းဖြစ်သည်ဘဲကရသည်ကိုတော့ရင်မိုးတို့ဝန်ထမ်းများမသိတိုင်းဝန်ထမ်းများအတွေ့အစဉ်ပြေသည်တော့အမှန်ပင်ဖြစ်သည် ထိုထောက်ပံ့ကြီးလေးကိုရင်မိုးသည်လအနှဲငယ်သာခံစားခွင့်ရလိုက်သည်လအစဉ်အစည်းအဝေးတစ်ခုတွင်စခန်း16ခုမှဦးကြီးအရာရှိများအားစခန်းဝန်ထမ်းများအတွေ့ဝန်တန်းတက်တာခြင်းငွေဘလောက်ပေးသည်လဲဟုအဖေကစုံစမ်းမေးမြန်းလေတော့သည်ဦးကြီးအရာရှိများကကွယ်ဝက်ဖြေကြတော့လဲနေမဝန်ထမ်းများသည်ဝန်ထမ်းထောက်ပံ့ခြင်းမရချာကြောင်းအဖေသိရှိသွားတော့သည် တိုင်းရင်းဝန်ထမ်းများဤပုံမှန်အစည်းအဝေးရောက်သည့်အခါတွင်အဖေသည်ဆုံးဖြတ်ချက်နောက်တစ်ခုကိုချမှတ်ပြန်လေသည်တိုင်းရင်းဝန်ထမ်းတွေကိုတက်တာရံပုံငွေပေးဖို့အတွက်နေစခန်းကဝန်ထမ်းတွေကလှုပ်လှုပ်ကြရပြီးခံစား권တော့တရားမှမရကြဘူးတဲ့ဒါဆိုခမည်းတော်ဝန်ထမ်းတက်တာကလည်းမတက်မတာဖြစ်မနေဘူးလားဗျာဝန်ထမ်းများကစကားပြန်မပြောကြတော့လဲအဖေအားစိတ်နဲ့တိပုံမပေါ် လစာတဲ့များနေသည့်ဝန်ထမ်းတက်တာငွေကြေးလေးကိုမှတ်မောကြသည်။တိုင်းရင်းဝန်ထမ်းများအတွေ့ဝန်ထမ်းတက်တာရန်ပုံငွေကိုနေစခန်းများမှမယူစေရဟု အဖေကဆိုလိပြီ။ရုံးအကြီးအပါဝင်ရင်မိုးတို့ဝန်ထမ်းများမျက်နာပြက်ကုန်ကြပြီ။ဒါပေမဲ့ခမားတို့ရနေချတက်တာငွေ2000ဆက်ရစေရမယ်။အဖေသည်ရုံးအုပ်ကြီးထံမှတိုင်းရုံးဘတ်ဂျက်စည်းရင်းကို တောင်းကြည့်သည်။ တလတခါတိုင်ယုံဝင်းအတွင်ပေါင်းမြတ်တို့ကို ရှင်လျာသည်စေတိုင်ယုံ အတွင်အပြင်တန်ရှင်းရင်ငှားလျော်သည်စေတို့ကို တွေ့လေသည်နောက်လာမှစ၍အပြင်အလုသမားများမှငားတော့ပဲဝင်တန်းများအင်အားဖြင့်ပေါင်းတင်မျက်နှုတ်တန်ရှင်းရေးလုပ်ကြရမည်ဖြစ်သည် ထိုစည်းိမ်ဖြင့်ဝင်တန်းတက်တာပေးမည်ဟုဆိုသည်ကိုလိုအားနေရတဲ့ပတ်စံဖြစ်လို့ဝင်တန်းတက်တာဟာ မင်္ဂလာရှိပါတယ်ဗျာ အဖေသည်ထိုစကားဖြင့်အစည်းအဝေးကိုအဆုံးသတ်လိုက်သည်ထို့နောက်တောက်ကြညနေတွင် ရုံးဝင်တန်းများအားဖတ်ထိတ်ခေါ်တန်ရှင်းရေးစလုပ်ခိုင်းတော့သည်တိုင်းဝူးစည်းမှုကိုတိုင်းပါဝင်နေသဖြင့်ဝင်တန်းများသည်လည်းမခိုကန့်ရဲကြပထမတောက်ကြတစ်ပတ်တွင် ပေါင်းတင်ထားရသည့်ရင်မိုးလက်ထိတ်များနာကျင်နေသည် ရုံးမှန်တကားများကိုလည်းတန်ရှင်းရေးလုံရင် လက်တို့ဖိမိရှမိကုန်ကြသည် အဖေကွယ်ရာတွင်ညင်းညူကြတော်လဲတောက်ကြညက်နေရောက်လျင်မလုတ်ဖဲမနေရဲကြဖြင့်အပတ်စဉ်ပေါင်းတင်ပေးနေသဖြင့်ပေါင်းမြက်တို့သည်လဲတောထသည်အထိပေါက်မလာတော့ရုံးမှန်တကားတို့သည်လဲအနေငယ်ပွတ်တက်ယုံပင့်ကူမြင်များကိုတို့ခတ်ပေးယုံဖြင့်တန့်ရှင်းနေတော့သည်ရှင်မိုးတို့ဝန်တန်းချင်းချင်းစကားတပြောပြောဖြင့်လုံနေကြသဖြင့် ဖတ်ထိတ်အချိန်တို့သည်အစာပိုင်းတုန်းကလိုမပင်ပန်းကြတော့ထို့သောဖြင့်တိုင်းရုံးဝင်တဲ့တတငွေကို ကိုဘာသာရှာနိုင်လာကြသည်ရင်မိုးသည် အဖေ့ PA တိုင်းရုံးဝင်တဲ့ဘဝဖြင့်အသားကျသလို ဖြစ်နေခဲ့ပြီတိုင်းအတွင် စခန်းစစ်စီရာတွင် အဖေနှင့်အတူလိုက်ပါရင်ဝင်တန်းတို့ဘဝကို စာနာတတ်လာပြီစခန်းမှဝင်တဲ့များသည်တိုင်းရုံးခရိုင်ရုံး ်ရုံးကြုံမှဝင်ကြီးရုံးထိအဆင့်ဆင့်ပူဇော်ပပကြရသည်ကိုစီလာပါရဲလားသူစီသွားများရဲလားဆိုသည်အပြောင်အပြက်စကားသည်နေစခန်းများအတွေ့လိုက်နာရမည်ဆောင်ဖုတ်တစ်ခုလိုပင်ဖြစ်နေသည်အဖေတပည့်အရာရှိများကကြွယ်ရာတွင်ရောက်ခမကြီးဟုခေါ်ကြသည်ကိုအဖေကလည်းတိပုံပေါ်ပါသည်အရာရှိဖြစ်တိုင်းအေးချင်းရှိတာမဟုတ်ဘူးသမီးဟုဆိုကား ်ဦးစီးအရာရှိဒူဦးစီးမှုတို့၏အရေးအချက်နှင့် စိတ်ဓာတ်တို့ကိုရင်မိုးမြင်သာအောင်နမူနာပေးပြောတတ်သည်အဖေသည်ရင်မိုးအားချစ်သူရွေးနီးပါပင်ပေးနေသလိုပင်မန်လေးတိုင်းတွင်သို့ဝင်ကြီးခီးစဉ်ရှိတိုင်းအဖေနှင့်အတူရင်မိုးလိုက်ပါရသည်ဝင်ကြီးဌာနတွင်ကိုစားပြုအလှမယ်အသည့်ထက်ခတ်လိုက်ပြီးဟူတည်ရသည်ရှင်မိုးတို့အဖွဲထဲမှတငယ်ချင်းတယောက်ပင်ဖြစ်နေပါသည် ရန်ကုန်မြို့တွင်စုကရည်တီးပြိုင်ပွဲကြီး ပုံမှန်ကျင်းပခြင်းတို့ပင်ရောက်ရှိလိုလာသည်အဝေးရောက်နေသည့်ရင်မိုးအားစုပန်းကင်ဖို့မခေါ်ကြတော့ထိုနှစ်တွင်ကျင်းပရေးကော်မတီဥက္ကဋ္ဌကနှစ်စဉ်စုပန်းကင်ပေးခဲ့ကြသည့်မယ်စရင်ကိုတဦးမကြံပေးပါဟုတောင်းသည်ဟုဆိုသည် GSM ဟုခေါ်သည့်လက်ကင်ဖုံးများချပေးရန်အတွက်ဖြစ်သည်ရင်မိုးနံမြီကို ပေးဖို့မေလျော်နေခဲ့ကြသည်တဲ့ တရားဝင်ပေးသည့်ပါမစ်ကိုပင်ရင်မိုးသည်ရဖို့ကံပါမလားထိုအချိန်ကလက်ကင်ဖုန်းတစ်လုံးယူတက်ဖို့သည်46သိန်းပေါက်နေသည်ယူဇနာဥယင်မြို့တော်တွင်ညင်ကြီးတက်တိုက်ခန်းတစ်ခန်းဝယ်ယူနိုင်သည့်ငွေကြေးပမာဏဖြစ်သည် လက်ကင်ဖုန်းကိုရင်မိုးမမက်မောတော်လဲတိုက်ခန်းလေးတစ်ခန်းလောက်တော့ရင်မိုးလိုချင်မိသည်ဒီတိုင်းတွင်တိုင်းဦးစီးမှုတာဝန်ယူသွားကြသည့်သူတိုင်း အိုးပိုင်အိမ်ပိုင်ဖြစ်သွားကြသည် ဟုအဆိုရှိသည်အဖြစ်လက်ထက်တွင် ထိုအဆို ပြည့်ရလိန်တော်မည်ထင်သည် အသည့်ရောက်လာသည့်တိုင်းဟူစီမှုသည်ခံစွန်းမဆပို့စွန်းစာစားသည် ဟုတော့ဥဒိယာရှိများကြားတွင် ပြောစမှတ်ဖြစ်နေကြသည်ဆန်စီမီးသွေးနှင့်မီးဘိုကြောင့်စားတောက်ကုန်တို့ပြေဆုံးလုံလောက်နေခြင်းကိုပင် အမေဒီလဲကျင့်နှက်နေတတ်သူဖြစ်ပါသည် အဖေသည်တိုင်းဝစင်းမှုတာဝန်တို့ဖြင့်အလုရှုပ်နေသဖြင့်ရန်ကုန်မြို့တွင်ကျင်းပသည့်မဲပြိုင်ပွဲများသို့ရင်မိုးပွားရောက်ရှင်ပြိုင်ခြင်းမပြုနိုင်တော့အဖေ၏ဝါသနာပိုးတို့သည်ငြိမ်သွားပြီဟုထင်ခဲ့မိသည်တို့တော်လေ1998ခုနှစ်ဇန်နဝါရီ၄ရက်နေ့တွင်လွတ်လပ်ရေးနေ့အထိတ်အမှတ်အဖြစ်ခေတ်အဆက်ဆက်ရိုးရာရင်ကျေးမှုအလှမဲ့ပြိုင်ပွဲကြီးကျင်းပမည်အကြောင်းကြော်ညာဆိုင်ဖို့များ ်ထောင်ထားသည်ကိုတွေ့ရသည်နန်းတွင်းကအစည်းဝေးတက်ပြီးပြန်လာသည့်အဖေသည် ထိုသတင်းကိုရင်မိုးထံသို့တည်ဆောင်လာသည်ပန်တင်းပြိုင်ပွဲတွင်ဝတ်ဆင်ခဲ့သည့်မြမဝတ်ဆုံဖြစ်ပင်ဝင်ရောက်ရှင်ပြိုင်ရန် အဖေကအကြံပေးသည် ပုံတော်ဖနက်တရံသာထဝယ်ရတော်မူဖြစ်သည့်ဖြစ်ကုံကြစီလေတတ်တာမည်ဖြစ်သည်လမ်းလျှောက်ကိုဟန်ပြတို့ကိုရင်မိုးပြန်လေ့ကျင့်ရတော်သည်ဝင်ရောက်ရှင်ပြိုင်သူ မန်းပြူပြူတို့ကများပြားလှသည် ရိုးရရင်ကျေးမှုအလှမဲပြိုင်ပွဲတွင် အထက်မြမာပြည်ဓာတ်ပုံအသင်းဤဓာတ်ပုံပြိုင်ပွဲများကိုလည်းပူတွဲကျင်ပမည်ဖြစ်သည်ဓာတ်ပုံဆရာများသည် ပြိုင်ပွဲဝင်မိန်းကလေးများ ကိုဟန်ပြလမ်းလျှောက်ခြင်းကို အနောက်အရှက်မဖြစ်အောင်ဓာတ်ပုံရိုက်ကြရမည်ကျောနံပတ်များဖြင့်မှတ်သားထားသည့်မဲပြိုင်ပွဲများကိုအနောက်အရှက်ဖြစ်စေမည်ဓာတ်ပုံဆရာများ၏လက်ရာကိုလက်ခံပေးမည်မဟုတ် ထို့အတူပင် ကိုဟန်ပြရင်ဓာတ်ပုံရိုက်ခံဖို့ရက်ပေးနေသည့်မင်းများကိုလည်းအမတ်ပေးစီမြင်အရာအမတ်လျှော့မည်ဖြစ်ကြောင်းကြေညာထားနေသည်ဘတ်တူအားကစားကွင်းအတွင်းတွင်စင်မြင့်ကြီးကြီးတည်ဆောက်နေသည်ဓာတ်ပုံဆရာများဓာတ်ပုံရိုက်ဖို့အစဉ်ပြေစဉ်ရန် စတိတ်စင်ကိုနှစ်ဆင့်ဆောက်လုပ်နေကြသည်အဖေသည်မနက်စောစောရုံးချိန်မတိုင်ခင်ရင်မိုးအားဘတ်တူအားကစားကွင်းစီသို့ခေါ်သွားပြီး ဆောင်းလက်ဆာစင်ပေါ်တွင်လမ်းလျှောက်လေ့ကျင့်ခိုင်းတော့သည်ရက်တိုတိုအတွင်းအပီးတိဆောက်ခိုင်းထားသဖြင့်လက်သမားဆရာနှင့်အလုပ်သမားတို့သည်လည်းမနှံစောစောရောက်နေကြသည်တစ်သားအပုံအစာများကြားပုံတော်ဖက်နှက်အမြင့်ဖြင့်လမ်းလျှောက်နေရသည်မှာအစင်မပြေသလိုစင်အောက်မှရင်မိုးနှင့်တတူရွယ်တူအလုပ်သမားကောင်လေးများဤအော်ဟစ်ဆနောက်နေကြသည်ကလည်းစိတ်ညစ်ညူးစရာကောင်းလာသည် ရင်မိုးအဖြစ်ကိုရိပ်မိသည့်အဖေကဒါလောက်လူနေနေလေးအော်ဟစ်လောင်ပြောင်နေတာကိုရှိန်နေရင်တကယ်ပြိုင်ပွဲနေကြရင်တမိဘလို့လုပ်မလဲပြောအတွေ့အကြုံမရှိရလဲမဟုတ်ဖဲနဲ့အဖေကလည်းမတူဘူးလေပြိုင်ပွဲနေကြတော့ slide မိတွေထိုးထားတာဆင်ရောက်ကလူတွေကိုတမိမမြင်ရဘူးအခုဟာကလင်းလင်းကျဉ်ကျဉ်မနဲ့ဆော့ဆော့ဆီဆီထိန်ထိန်ပြီးတော့တမိတရားထဲကြောင်တောင်တောင်နဲ့လမ်းလျှောက်နေကျင်နေရတာဘသူမှလည်းလာကျင်ကြတာမဟုတ်ဘူးရှင်မိုးဘလို့ပင်ပြောပြော မနဲ့အတိုင်းလမ်းလျှောက်သွားလေ့ကျင့်ရသည်ထို့သို့ဖြင့်စတိတ်စဉ်အကြမ်းမှသည်အချောသက်ပြီးစီးသည့်အထိတပတ်ခန့်လမ်းလျှောက်ကိုဟန်ပြရှင်မိုးလေ့ကျင့်ခဲ့ရလေသည်